ီဘတ်သူများကိုပထမဦးဆုံးဒီနေ့ပြောပြသုံးသပ်ပေးရမယ့်သတင်းလေးကမီဒီယာနဲ့သက်ဆိုင်တဲ့အတွက်မီဒီယာအခန်းကဏ္ဍလေးကိုကျွန်မမီဘတ်သူများအနေနဲ့ပြောပြပါမယ်ရှင်။မီဒီယာဆိုတာကစရုပ်ထမှန်တိုင်းလို့လည်းခေါ်ပါတယ်ရှင်။ပြည်သူအကျိုးပြုအဖွဲ့အစည်းဟာမီဒီယာသာဖြစ်ပါရှင်။ကျမတို့မီဒီယာတာဝန်တွေကပြည်သူတွေကိုသတင်းမှန်တွေဖြန့်ဖြူးပေးရမှာဖြစ်တယ်လို့ပြည်သူတွေကိုလည်းကျမတို့ကကုညီဆောက်ရှောက်မှုလုပ်ရပါတယ်ရှင့် ပြည်သူတွေကြားထဲမှာရှိလာတဲ့အတန်တွေကိုနိုင်ငံတော်အစိုးရသိရအောင်ကျမတို့ကတင်ပြပေးရတယ်။နိုင်ငံတော်အစိုးရကနေလုံဆောင်ခြင်းတဲ့ကိစ္စရတဲ့အစဉ်ပြေချုံးမွေးစွာနဲ့ပြည်သူကြားထဲမှာအောင်မြင်နိုင်မှုအတွက်လည်းကျမတို့က data လေးတွေစီစဉ်ပေးရပါတယ်ရှင့်။ကျမတို့ကအလဲလူအနေနဲ့တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကဆိုရင်နိုင်ငံတော်အစိုးရနဲ့လည်းအစဉ်ပြေအောင်နေရတယ်။ပြည်သူနဲ့လည်းအစဉ်ပြေအောင်နေရပါတယ်ရှင့်။ဘာကြောင့်လဲဆိုတော့မိဘပြည်သူများကကျမဥပမာလေးတစ်ခုပေးပါမယ်။ကျမတို့အိမ်မှာအိမ်တော်ဦးစီးတွေဆိုတာအလုပ်လုပ်ကြရတယ်ပေါ့နော်။ကိုမိသားစုစားဝတ်နေရေးအတွက်လုပ်လုပ်ကြရတယ်။ သူဟာဆိုရင်လုပ်ငန်းခွင်ထဲမှာသူ့ရဲ့လုပ်ငန်းခွင်မှာရှိတဲ့အထက်လူကြီးတွေသူ့ရဲ့တထေးပေါ့ရှင်အဆင်ပြေအောင်ဖောင်းသိနေထိုင်တယ်ဟုတ်တယ်နော်အဲ့ဒါဘာကြောင့်လဲရှင်သူ့ရဲ့လုပ်ငန်းတိုးတက်ဖို့အတွက်ရဲ့သူ့ရဲ့မိသားစုစားဝတ်နေရေးအဆင်ပြေချုံးမွေ့စေဖို့အတွက်ရဲ့ရှင်ဒါကြောင့်ကျမတို့မီဒီယာတွေဟာနိုင်ငံတော်အစိုးရရင်လည်းအဆင်ပြေအောင်ပေါင်းသင်းဆက်ဆံရတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မီဒီယာတွေရဲ့ လုံဆောင်ချက်ဟာပြည်သူကိုအကျိုးပြုရတာဖြစ်တဲ့အတွက်ပြည်သူအတန်တွေတင်ဆက်တဲ့အခါမှာနိုင်ငံတော်အစိုးရနဲ့ကျမတို့နဲ့အဆင်ပြေတယ်ဆိုရင်ကျမတို့တင်ဆက်တဲ့ပြည်သူအတန်တွေထိရောက်တာပေါ့ရှင့်။ဒါကြောင့်ကျမတို့ကလည်းနိုင်ငံတော်အစိုးရနဲ့အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံနေထိုင်ရပါတယ်ရှင့်။ဒါကိုတချို့ကဘောမဘောမဆိုပြီးပြောကြတာပေါ့နော်။မီဒီယာသဘောတရားနားမလည်လို့ပြောရလို့ပဲသတ်မှတ်ပါတယ်ရှင့်။ကျမတို့ပြည်ဝင်မီဒီယာတွေကနိုင်ငံတော်အစိုးရနဲ့လည်းအဆင်ပြေအောင်ပေါင်းတယ်ပြည်သူနဲ့လည်းအဆင်ပြေအောင်နေတယ်။ ကြားထဲကနေပြီးတော့နှစ်ဖက်လုံးအကျိုးပြုလန်အောင်စူးစမ်းရရှင့်ဒါကျမတို့ဘဝရဲ့ရည်တည်ချက်ပါပဲကျမတို့လုပ်ငန်းရည်တည်ချက်ပေါ့နော်ပြည်ပြင်းမီဒီယာကြီးကြတော့ရှင်းပါတယ်ရှင့်ကျမတို့နိုင်ငံတော်အစိုးရနဲ့လည်းတို့ကမတည့်ဘူးမတည့်လို့တော့တို့ဘာတန်းတင်တင်နိုင်ငံတော်အစိုးရလည်းတို့ခရီးမဆိုင်ဘူးတို့ပြည်သူအတန်ဆိုလှဲ့ဦးမကြည့်ဘူးပေါ့နော်အဲ့လိုပေါ့ရှင်ဒီတော့ပြည်သူတွေအတွက်ကကျမတို့ပြည်တွင်းမီဒီယာနဲ့ပြည်ပမှာရှိရဲ့ပြည်ပြင်းမီဒီယာတွေဘသူတွေကနိုင်ငံတော်အကျိုးပြည်သူအကျိုးပို့ပြုတ်နိုင်လဲဆိုတော့မိဘကြီးတွေစဉ်းစားကြည့်လို့ရတာပေါ့ရှင့်ထားလေဆိုတာရှင်းပြတာပါ ဒီနေ့သတင်းလေးကတော့ကျွန်မဒီရပိုင်းနေမှာပေါ့နော်ဒီရပိုင်းဆိုတာထက်ဒီ USA ပြဿနာပေါ့နော်အဲ့ပြဿနာနောက်ပိုင်းမှာဆိုရင်ပြည်ပင်းမီဒီယာတွေရဲ့ပြောင်းလဲသွားတဲ့အခြေအနေလေးတခုပေါ့ရှင်အဲ့လေကျွန်မပြချင်တယ်အခုအရင်ဆုံးဓာတ်ပုံလေးတခုကျွန်မပြသပါမယ်ကျွန်မအခုပြသတဲ့ဓာတ်ပုံလေးကတော့ AIOD ဒေသန်းဌာနကနေပြီးတော့သူတို့မီဒီယာရက်တည်နိုင်မှုအတွက်ကို5ဒေါ်လာပေါ့နော်တဦးကို5ဒေါ်လာအနေနဲ့အလှူခံတာရှင်သူကအလှူခံတာတော့မှ1ဒေါ်လာမဟုတ်5ဒေါ်လာကနေစပြီးအလှူခံတာပေါ့ရှင် โอเคအဲ့လိုအလှူခံတဲ့ပုံစံလေးတွေမြေစီမားလည်းခုအဲ့လိုပဲလွတ်လပ်သောသတင်းမီဒီယာအဖြစ်ရပ်တည်နိုင်မှုအတွက်အလှူငွေပေးပါဘာညာဆိုပြီးတော့ပြည်သူတွေဇာတ်နဲ့အလှူခံနေကြပြီဒီဖွဲ့စည်းရဒီမီဒီယာတွေကအရင်တော့ပြည်သူတွေဇာတ်နဲ့အလှူမခံအောင်ရှင့်ဘာကြောင့်လဲဆိုတော့သူဟာဆိုရင် USAID လို့ခေါ်တဲ့မီဒီယာအဖွဲ့အစည်းကနေပြီးတော့ရောင်းပုံငွေရရှိရပဲဖြစ်ပါရှင့် ဒီ USAID အဖွဲ့အားဆိုရင်အမေရိကန်နိုင်ငံကနေပြီးတော့ဦးစီးဦးဆောင်လုပ်ထားတဲ့အဖွဲ့ဆိုတော့မိဘပြည်သူများအသိပဲအဲ့ဒီအဖွဲ့စီကရန်ပုံငွေတွေကိုရရှိထားတဲ့အဖွဲ့တွေက DVB တို့မြစ်စီမာတို့ ARD တို့လည်းပါဝင်နေပေါ့နော်ဒီတော့အဲ့ဒီအဖွဲ့အစည်းကိုအခုဆိုရင် Donald Trump ကတက်လာပြီးရဲ့အခါမှာရန်ပုံငွေတွေထိန်းချုပ်လိုက်တယ်ထိန်းချုပ်ပြီးရဲ့အခါမှာမီဒီယာကဏ္ဍတွေပါပဲပေါ့ရှင်စီးစင်းတဲ့ရန်ပုံငွေတွေထိန်းချုပ်တဲ့အခါကျတော့သူကရန်ပုံငွေပေးတာနဲသွားတယ်နဲသွားတဲ့အခါမှာဆိုရင် ထုံးစံလိုက်မို့ရှင်ဒီတစ်ပင်တစ်ခုရဲ့ရေတောက်မြစ်ကမကောင်းတော့ဘူးဆိုရင်ဖြည်းဖြည်းနဲ့အရွက်အခက်လက်တွေက6ညိုး6လာတယ်လို့ပဲရှင်သူတို့လည်းအခုညိုး6လာတာပေါ့ရှင်ဥ6လာတာပေါ့ပြောမှဆိုဥ6လာတဲ့ခါကျတော့ပြည်သူတွေစီကနေပြန်ပြီးတော့အလှခံလာတာရှင်မိဘပြည်သူတို့အရင်တော့ဆိုဒီပြည်ပြည်မီဒီယာတွေပြောနေကြစကားကြောင်းမှာပေါ့ရှင်ကျွန်တော်တို့ကလွတ်လပ်တော့မီဒီယာတွေပါဘသူထောက်ပံ့မှုမှမယူပါဘူးဆိုပြီးပြောတယ်ပေါ့နော်အဲ့ဒါတွေမိဘပြည်သူတို့ယုံကြည်ခဲ့ကြတယ်မို့လားအခုကျတော့တော်တော်ထရက်တက်လာတဲ့ခါကျတော့ရုံမုံမှုတွေဖြတ်လိုက်တော့မှသူတို့ထောက်ပံ့နေရဘသူလဲဆိုပြီးတော့ဘူးပေါ်တို့ပေါ်သွားတာပေါ့ရှင် ် RFA ဆိုရန်တည်တာလေကျွန်တော်ပြောပြမှာပေါ့နော် RFA ဆိုရင်ဒီနှစ်စဉ်အတည်ပြုထုတ်ပေးနေကြဖြစ်တဲ့ရမုံငွေတွေကိုတဲ့2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့အမေရိကန်အစိုးရကတဲ့မထုတ်ပြီးတော့ဘောနော်မထုတ်ဖြတ်တောက်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်တဲ့အဲ့တော့ RFA ရဲ့ရမုံငွေမတည်ကြတဲ့အတွက်ရန်ဆိုင်သွားပါတယ်ဆိုပြီး RFA မြန်မာပိုင်းကရန်ဆိုင်သွားတော့ကြေညာသွားတယ်ရှင့်အဲ့ကလေးကသူတို့ဟာဆိုရင်ဒီအမေရိကန်ကနေပြီးတော့ရမုံငွေတွေယူပြီးတော့ရက်တည်နေရဲဆိုတာသိတာထင်ရှားသွားတဲ့ကိစ္စပါเนาะနောက်ဆုံးထွက်သွားတော့မှပဲအဖြေပေါ်တော့တယ်ရှင်အဲ့လိုကိစ္စရက်တည်ပေါ့ရှင်ဒီတော့ ကျမတို့အနေနဲ့ကပြောချင်တာကရမုံငွေကိစ္စပေါ့နော်မီဒီယာဆိုတာကတော့ကျမတို့မီဒီယာသမားတွေဆိုတော့အချင်းချင်းနားလဲတယ်ချက်ရမုံငွေမရှိဘဲနဲ့မီဒီယာတခုကရက်တီဖို့အတွက်ကတော့ခတ်တာမှန်ပဲဘလို့ပဲဖြစ်ဖြစ်ကိုကမီဒီယာတခုလုပ်မယ်ဆိုရင်ရမုံငွေတွေထောက်ပံ့ကြေးတွေစသဖြင့်ပေါ့နော်ဒါလေးတော့လိုအပ်ချက်ပဲကျမတို့လိုမီဒီယာတွေဆိုပို့ဆိုရင်ကျမတို့ကနိုင်ငံရေးကိစ္စတွေပြောတာဖြစ်တဲ့အတွက်ဘယ်စီးပွားရေးသမားကမှကျမတို့မီဒီယာတွေဆိုမှလာပြီးတော့စီးပွားရေးကြေညာမထဲကြအောင် ခဲ့နော်ဒါမိဘပြည်လို့တည်ရဲ့ MC တို့ပါလို့နုပညာအကြောင်းတွေပြောတဲ့မီဒီယာတွေပါဆိုတာကြော်ညာတွေရတယ်ရှင်ကုန်ပစ္စည်းကြော်ညာပါညာစသဖြင့်ပေါ့နော်ဒါလေးတွေကလည်းမီဒီယာကိုထောက်ပံ့ရတယ်လိုအပ်တဲ့ပစ္စည်းဝယ်ဝန်ထမ်းခန့်စသဖြင့်ဒါလေးတွေလည်ပတ်ရတာဒါလုပ်ငန်းတစ်ခုကျမတို့ကြောင့်အဲ့လိုမဟုတ်တဲ့အတွက်ကျမတို့ကတရားဝင်မီဒီယာတစ်ခုကနေယူလို့ရတဲ့ sponsor လမ်းကြောင်းတွေပေါ့ရှင်ဒါတရားဝင်ယူပြရတဲ့ကိစ္စလေးတော့ရှိရဲ့ဒီဟာလေးတွေပေါ်မှာကျမတို့ကမှီတီးပြီးတော့မှီခိုးပြီးတော့နေရတာပေါ့နော် ဒီတော့မီဒီယာသမားချင်းချင်းနေနေကဒီလိုမျိုးထောက်ပံ့ကြေးယူတဲ့ကိစ္စတွေပေါ်ပတ်သက်ပြီးတော့ကျွန်မအပြစ်လည်းမဆိုဘူးဒါဟာလုံးသိမ့်လောက်ထိုက်တယ်လို့ပဲကျွန်မသတ်မှတ်တယ်ဒါပေမဲ့ကိုယူတဲ့ထောက်ပံ့ကြေးဘသူစီရရလဲဆိုတဲ့ပေါ်မူတည်ပြီးတော့တစ္ဆာခံမှုဆိုတာလည်းရှိလာတယ်ရှင် RFA တို့ DBB တို့မြစ်စီမာတို့တက်အေယာဝတီတို့ကအရင်တော့ဆိုအမေရိကန်နိုင်ငံကနေပြီးထောက်ပံ့ကြေးယူတဲ့အတွက်အမေရိကန်ကိုသူတို့ကတစ္ဆာခံတယ်ဟုတ်တယ်နော်အခုသူတို့ဟာသူတို့မီဒီယာကြည့်တာမြန်မာနိုင်ငံသားတွေပဲရှိတယ်နိုင်ငံခြားလူတွေသူတို့မီဒီယာမကြည့်ဘူးမှန်တယ်နော် အဲ့တော့မြန်မာနိုင်ငံသားတွေဇီကနေ5ဒေါ်လာ5ဒေါ်လာကောက်နေပြီဆိုရင်မြန်မာနိုင်ငံသားတွေအချွေးနေစာနဲ့ကိုယ့်ရဲ့မီဒီယာရက်တီယာနဲ့တူသွားပြီရှင်ဒီမီဒီယာတွေစဉ်းစားတတ်ဖို့ကျွန်မပြောပြတာပါဒီတော့ပြည်သူပတ်စံနဲ့ထမင်းစားမယ်ဆိုရင်ပြည်သူကိုတစ္ဆာခံရပါတယ်မြန်မာနိုင်ငံသားတွေပတ်စံနဲ့အခုထမင်းစားစားပြီသူတို့မြန်မာနိုင်ငံသားတွေပေါ်မှာသူတို့တစ္ဆာခံပါလားဆိုတာသူတို့ကိုယ်တိုင်ဆုံးဖြတ်မယ့်ကိစ္စဖြစ်လာပြီရှင် ကိုယ့်ရဲ့သတင်းဌာနကနေတင်လိုက်တဲ့သတင်းမှားသတင်းတူတွေကြောင့်ပြည်သူတွေဒုက္ခရောက်တာဆင်းရဲမွဲတေမှုတွေတိုးတာစစ်ပွဲတွေဖြစ်တာမြန်မာနိုင်ငံမှာဒုက္ခတရားတွေကြီးထွားလာတာဆိုရင်ဒီအေယာဝတီတို့မြစ်စီမာတို့ကမြန်မာနိုင်ငံသားတွေပတ်စံနဲ့ထမင်းစားပြီးတော့မြန်မာနိုင်ငံသားတွေဒုက္ခပြန်ပေးမယ်ဆိုရင်အဲ့ဒါဂျေဆုရှင်ကိုဂျေဆုကမ်းလာမယ်ရှင့်သူတို့ရရှိမယ်အကုသူကနဲမှာတော့မဟုတ်ဘူးဒါလေးကိုစဉ်းစားတတ်ဖို့တော့ကျွန်မပြောပြတာပါ ထောက်ပံ့ခြင်းတွေရမုံငွေတွေဆိုတာကတော့တရားဝင်ပေါ့နော်တင့်တယ်လို့စီမံလို့ရတယ်ဒါပေမဲ့ကိုသစ္စာခံရမဲ့သူကဘသူဖြစ်သွားပြီလဲဆိုတော့သူတို့ခေါင်းထဲမှာစဉ်းစားတတ်ဖို့ကျွန်မပြောပြတာရှင့်အမေရိကန်ကသူတို့ထမင်းမကြွေးတော့ဒီတော့မြန်မာနိုင်ငံမှာရှိတဲ့သူတွေဇီယာနေပြီးတော့သူတို့ပတ်စံတောင်းပြီးတော့ထမင်းအိုးပြောင်းသွားပြီထမင်းအိုးပိုင်ရှင်ကိုတတိယဖို့အတွက်ကျွန်မပြောချင်တာရှင့်တဲ့ဌာနကနေတဲ့နဲ့အစိတ်ခတ်ပြီးတော့မြန်မာနိုင်ငံသားရဲ့ဒုက္ခရောက်အောင်ဆက်လက်လှုပ်ဆောင်တာတွေလှုပ်တင်လားမလှုပ်တင်လားဆိုတာကတော့ဒီသတင်းဌာနပိုင်ရှင်တွေစဉ်းစားရုံနဲ့ကိစ္စသားဖြစ်ပါတယ်ရှင့် ကျမတို့မြန်မာနိုင်ငံကမိဘပြည်သူတွေကတော့ကိုချစ်ခင်တဲ့မီဒီယာကိုအားပေးကြမှာပဲလေဟုတ်တယ်မလားဒီတော့ကျမတို့မီဒီယာသမားတွေကကိုကိုချစ်ခင်အားပေးတဲ့မိဘပြည်သူတွေမျက်နှာကိုအမြဲတမ်းထောက်ရတယ်ရှင့်အမြဲတမ်းထောက်ရှုပြီးတော့မှချုပ်ကိစ္စတွေမှာလောက်ကင်ရတာပေါ့နော်။ဘာကြောင့်လဲဆိုတော့မီဒီယာဆိုတာနိုင်ငံတော်တိဆောက်ဖို့လဲလုပ်နိုင်တယ်လို့နိုင်ငံတော်ပြည့်စည်ဖို့လဲလုပ်နိုင်တဲ့လက်ပိုင်ရှင်တွေပါရှင့်။ပြည်သူအကျိုးပြုနိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ပြည်သူအကျိုးရုပ်အောင်လုပ်နိုင်တဲ့အဖွဲ့အစည်းလည်းဖြစ်နေတာကြောင့်ပါရှင့်။ ဒါလေးကိုဆင်ခြင်နိုင်မယ်ဆိုရင်တော့ကောင်းမွန်တဲ့မီဒီယာသမားတွေနိုင်ငံအကျိုးပြုနိုင်တဲ့ကိုယ့်ရဲ့ချစ်ခင်ရတဲ့မိဘပြည်သူတွေအကျိုးပြုနိုင်တဲ့မီဒီယာသမားကောင်းတွေဖြစ်လာမယ်လို့ကျွန်မယုံကြည်ပါတယ်ရှင့်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီ AR ဝတီတို့မျက်စိမှလို့ပေါ့နော်မြန်မာနိုင်ငံသားတွေပတ်စံအောင်စပြီးစားနေပြီဆိုတော့မြန်မာနိုင်ငံသားတွေအကျိုးလုပ်ဖို့အတွက်လည်းနည်းနည်းလေးစဉ်းစားကြဖို့အတွက်ကျွန်မတရေနေ့ကနေပြောပြတာပါရှင့်ဘာကြောင့်လဲဆိုတော့အချို့ຢာတွေကိုကျမတို့ကစဉ်းစားမိရင်သူတို့ကမစဉ်းစားမိလို့ပါရှင့်ကျမကခြားရတဲ့နေစေတနာနဲ့ပြောပြတာပါရှင့်အမေရိကန်နိုင်ငံနဲ့ဆက်ဆက်တဲ့သတင်းလေးဆိုတော့ ကျွန်မအမေရိကန်နိုင်ငံကအကြောင်းလေးကိုဆက်ပြီးပြောလိုက်တော့မယ်ရှင်ဆက်ဆက်သတင်းလေးပေါ့နော်အခု LA မှာဆိုရင်ဆန္ဒပြပွဲကအကြီးကျယ်ဖြစ်ပွားနေပါရှင်ဖြစ်နေရ၄ရက်လောက်ရှိပေါ့နော်အခုဆန္ဒပြပွဲကဘလောက်ထိတောင်မှကြီးကျယ်သွားလဲဆိုရင် LA အပြင်ဟိုဒီ Chicago တို့ San Francisco တို့စတဲ့မြို့ကြီးတွေအထိပါကူးဆက်သွားပြီးတော့အခုစိုးဝါးစွာနဲ့ဆန္ဒပြပွဲရဲ့ဇာတ်တိုက်ဖြစ်ပေါ်နေပါရှင်အကျွန်မမြန်မာနိုင်ငံလူဝဲဝါရှင်တန်ကျွန်မနှိုင်းရှင်ပေးတာပါကျွန်မ2021မှာလည်းရန်ကုန်မှာစဖြစ်တယ်ပြီးတော့မန္တလေးတောင်ငူး နေပြီးတော့စသဖြင့်အဲ့လိုကူးဆက်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်တာပါရှင့်အဲ့လီမှာဆိုရင်ဒီဆန္ဒပြတဲ့သူတွေကရဲကားတွေအများပြောင်းမီးရှို့ဖျက်ဆီးရဲမြင်ကွင်းတွေလည်းကျွန်မတို့မြင်တွေ့ရရှင်တော်တော်စိုးစိုးဝါကိုဖြစ်နေတာပေါ့နော်ဒါပြင်ရောဒီအပယ်တို့ပါလို့မျိုးနာမည်ကြီးဆိုင်တွေပေါ့ရှင့်အဲ့လိုကုံဆောင်ဆိုင်တွေနာမည်ကြီးဆိုင်တွေ brand တွေကြောင်းတဲ့ဆိုင်တွေကိုလူရအတင်းဝင်ရောက်ပြီးတော့လူရကြတာရှင့်ပစ္စည်းဝင်လူကြတာတိလားအမေရိကန်လည်းစိုးရယ်နော်အမေရိကန်လည်းတော်တော်စိုးတာပဲရှင်ကြာအဲ့လိုမျိုးရက်ဆက်တွေလုံနေကြတာပေါ့နော်အဲ့လိုလုံနေပြီးရဲ့အခါမှာဆိုရင်အခုဒီအလီမာဆိုရင်မြို့တော်ဝန်က ာဖျူးထုတ်လိုက်ပြီရှင်ကာဖျူးထုတ်လိုက်ပြီမည၈နာရီနေပြီးတော့မနက်၆နာရီအထိအပြင်ထွက်ခွင်အောင်တားမြစ်လိုက်တယ်ပေါ့နော်မြို့ area လို့သိရတယ်သူတို့တတ်မှတ်ထားတဲ့ area တွေမှာကာဖျူးထုတ်လိုက်တာပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်လူခွင့်ရေးတမားရဲ့ဘလောက်တော့ပြောလိုက်မယ်ဖြစ်ရှင်နော်အခုချော်ရလဲအဲ့လိုအခြေအနေပေါ့ရှင်ကျမတို့နောက်ထပ်မြင်ရတာတစ်ခုအားကြတော့အမေရိကန်နိုင်ငံမှာအခုဆန္ဒပြတဲ့အခါကျတော့ရေကားတဲ့လူတွေရောအဲ့လိုမျိုးမိသက်ပိုက်ကြီးနဲ့ရေအလုံးကြီးတွေနဲ့ထိုးတာပေါ့နော်ရေတွေထိုးတဲ့အခါကျတော့လူတွေကထွက်ပြေးကြရတယ်လား ကျွန်မမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကျွန်မသတိရလိုက်သေးရဲ့ရှင်ကျွန်မမြန်မာနိုင်ငံမှာ2021တောင်ငိမ့်ချန်းစွာဆန္ဒပြခဲ့ကြတဲ့လူအုပ်ကြီးရှိခဲ့ရဲ့ရှင်ဥရှိရှိလုံးကပေါ့ကွယ်နော်ဥရှိရှိလုံးကအဲ့ဒီလူအုပ်ကြီးရာဆိုရင်လူအုပ်ကြီးကိုလူဘောနော်ခွဲနိုင်ဖို့အတွက်ကိုအစိုးရနေပြီးတော့ရေကားနဲ့ပတ်တဲ့ခါကြတော့အဲ့ဒီလူငိမ့်ချန်းစွာဆန္ဒပြတဲ့လူအုပ်ကြီးကမလုပ်လဲဆိုရင် အဲ့ဒီရေကောင်းကိုခဲနဲ့ထုတ်ပြီးဒုံးနဲ့ရိုက်ခဲ့ရှင်ကျမဓာတ်ပုံလေးပြသပါမယ်အွန်လိုင်းမှာဒီနေ့ပြန်တက်လာလို့ကျမပြသတာပါရှင်အမှတ်တရလေးတွေပေါ့ရှင်ကျမမြန်မာနိုင်ငံသားတွေအမှတ်တရလေးတွေပေါ့ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့သူတွေရဲ့အမှတ်တရလေးတွေပေါ့ရှင်အဲ့လိုဖြစ်စဉ်လေးပေါ့နော်ဖြစ်စဉ်လေးကွာခြားချက်တော့ရှိရယ်နော်ဟိုဖြစ်သွားတဲ့ ဇန်ညွန့်ကအတူတူပဲဒါပေမဲ့တုတ်ပြန်ပုံတွေကတော့ကွာတယ်ရှင်သိလားအမေရိကန်နဲ့မြန်မာနဲ့ဆိုရင်တော့မြန်မာတော်တော်ကိုသွေးရဲတယ်ထဲမှာပါတယ်လို့ပြောလို့ရတယ်ရှင်နောက်ထပ်တစ်ခုကကြာတော့အခုအမေရိကန်မှာစာနာပြမယ်ဆိုရင်လည်းသူကနေစားလိုက်လို့ရတယ်တဲ့သိလားနေစားလိုက်တယ်ဘလို့လိုက်လဲဆိုတော့သူကတစ်ရက်ကိုဒေါ်လာ1000နဲ့2000တိရတယ်တဲ့နဲတဲ့ပတ်စံတော့မဟုတ်ဘူးရှင်သိလားမြန်မာနိုင်ငံတချို့စိတ်ဝင်စားရဲဆိုတော့လင်းလက်မှတ်ဖြတ်ပြီးတော့သွားလှုပ်လှုပ်လို့ရတယ်ရှင်အချိန်ကြီးလို့တော့ရှယ်ပေါ့နော်ဒီတော့အခုဆိုရင်အလုပ်ခေါ်စာတွေပါတယ်သူက website တွေမှာကြော်ညာနေတယ် ူကလေသူတို့အဲ့ဒီ1000 2000ပေါ့နော်ဒေါ်လာ1000 2000ဆိုတာနည်းတဲ့ပတ်စံမဟုတ်ဘူးဒီပတ်စံယူပြီးတော့ဒီဆန္ဒပြပွဲမှာပါဝင်မယ်ဆိုရင်ねသူကအဖြတ်မောက်လုပ်ငန်းတွေလုပ်ရတယ်ဥပမာရဲကားတွေမီးရှို့တာပစ္စည်းတွေဖျက်ဆီးတာစသဖြင့်ပေါ့နော်ဒါတွေလည်းလုပ်ရတယ်တဲ့အဲသူတို့လုပ်ရလုပ်ငန်းဆောင်တာ6တော့မချအောင်ဒါကြောင့်ချိုးဆန္ဒပြတဲ့သူတွေဖျက်ဆီးတဲ့သူတွေကမျက်နာတွေသူကပေါဝါတွေပတ်ထားတယ် mask တွေအုပ်ထားတယ်သူတို့ကသူရုပ်ဖြတ်ပြီးလောက်တာပေါ့နော်သူတို့လည်းပတ်စံလိုချင်လို့ ਨੇ ဒူပါအရှင့်အဖြတ်မောက်လုပ်ငန်းတွေပါလာပြီဆိုတဲ့သဘောတရားလေးဖြစ်ပါအရှင့်ဒါကဘသူလက်ရလို့ထင်ပါလဲရှင့် လက်ရှိအမေရိကန်နိုင်ငံမှာဖြစ်နေတဲ့ဇာနာပြပွဲဥပေါ်တော့နိုင်ငံရေးလေလာသုံးသပ်တဲ့သူတွေပြောတာကတော့လက်ရှိသမ္မတဒေါ်နယ်ထရန့်ကိုဖျောက်ချနိုင်မှုအတွက်ပြုလုပ်တဲ့ဇာနာပြပွဲလို့သိရရရှင်အဓိကကတော့ဂျော့ဆိုရောရဲ့လက်ရာပေါ့နော်ကိုလိုချင်တဲ့အစိုးရမဟုတ်ဘူးဆိုရင်ဖြုတ်ချကြတာကတော်တော်တူရယ်နော်ကျွန်မနိုင်ငံမှာလည်းဒီလိုပဲလေ NLD မဟုတ်တော့ဘူးဆိုတာနဲ့တိုင်းပြည်ကိုစူပူအောင်လုပ်ပစ်ခဲ့တာ1988ကလည်းဒီလိုပဲ2021မှာလည်းဒီလိုပဲလက်ရည်တူနေရယ်နော်အခုကျတော့လည်းအဲ့လိုပဲဒီမိုတွေကသူတို့အုပ်ချုပ်မှုမရတော့ဘူးဆိုတာနဲ့ပဲ Donald Trump မိမျိုးစုံနဲ့ဖြုတ်ချနိုင်မှုစူးစမ်းရတဲ့အထက်မှာ ဒီကိစ္စကလည်းတခုအပါဝင်ပါပဲဆိုပြီးတော့သုံးသက်တဲ့သူပြောနေကြတာပေါ့နော်ဒါကလည်းဖြစ်နိုင်ရှိရဲ့ရှင်ဘာကြလို့ဇညွန့်ညအရန်တူနေရယ်ကျွန်မနိုင်ငံကြုံလိုက်ရတယ်သူတို့နိုင်ငံအခုကြုံနေရတယ်အရန်တူနေရယ်ပေါ့နော်ဒီတော့သူတို့နိုင်ငံကဒေါ်နယ်ထရန့်ကလည်းတော်တော်ကိုချို့ရရီမှာရင်ဆိုင်ပြီးတော့ဖြည့်ရှင်းရအောင်မယ်လို့မြင်ပါတယ်ရှင့်ဒီဟာကြီးကိုသူဘလို့ဖြည့်ရှင်းမလဲဆိုတော့သူ့ရဲ့အုံနောက်နဲ့သူ့ရဲ့နိုင်ငံရေးရေချေသူဘလောက်ထိပါနေမှုရှိလဲဆိုပုံမှာတော့မူတည်တာပေါ့နော်အဲပြီးတော့နောက်ဆုံးကျွန်မထူးခြားခြားပြောချင်တာလေးတစ်ခုပါလေရုပ်သံပိုင်းလေးကိုကျွန်မပြသပါမယ်ရှင့်ဒီမှာမိဘပြည်များကြည့်ကြပါ အဲ့ဒီယုတ်တဖိုင်ရဆိုရင်711ဆိုင်ကိုဝင်လူမဲ့သူတွေကအတင်းတကားဖွင့်တဲ့အခါမှာဆိုင်ထဲမှာရှိနေတဲ့တာမန်ပြည်သူတွေကတကားဖွင့်မပေးဘဲနဲ့တကားအတင်းပိတ်ထားတာပေါ့နော်ဒီဆိုင်ကိုဖျက်ဆီးမှာဆိုလို့ဝိုင်းပြီးတော့ကူညီကြတာတဲ့ရှင့်ဒီတော့ဆိုင်ပြင်ရသူနဲ့ဆိုင်ထဲရသူနဲ့တကားကိုအတင်းမဲ့လူဖွင့်ကြတယ်ပိတ်ကြတယ်စသဖြင့်အဲ့လိုရုံးရင်းဆက်ခတ်နေဖြစ်သွားတာပေါ့နော်ဒါလေးကိုတော့ကျွန်မမြန်မာနိုင်ငံနဲ့နှိုင်းရှင်သုံးသပ်ရမယ်ဆိုရင်ကျွန်မနိုင်ငံမှာလည်း အကျန်းပတ်မှုတွေစပြီးလောက်ကြရတယ်လောက်ကြတဲ့အခါမှာဟိုတာယာခွင်းတွေမီရှို့တယ်လမ်းတွေပိတ်တယ်အမိုက်တွေလမ်းတွေမှာချထားတယ်ဆိုပြီးရက်ဆက်တွေလောက်ကြတဲ့အချိန်မှာမလောက်စေချင်တဲ့ပြည်သူတွေရှိရဲ့ရှင့်မင်းတို့ဒီလိုဖြက်စီးရမလောက်နဲ့လမ်းသောလမ်းလာတွေဒုက္ခရောက်မယ်မိဘပြည်သူဒုက္ခရောက်မယ်ဆိုပြီးဝင်တားတဲ့သူတွေကိုကျွန်မနိုင်ငံကသူတွေကဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့နှိပ်စက်တာတွေတတ်ဖြတ်တာတွေချို့ဆိုမျက်နှာမှာဒလန်ဆိုပြီးတော့ သူများမျက်နှာကိုတက်တူးထိုးပေးလိုက်တာတွေဂရုံးရိပ်ပစ်တာတွေရိုက်နှက်တာတွေတတ်လိုက်တာတွေအဲ့လိုကိစ္စအများကြီးလုပ်ခဲ့ရဲ့ရှင့်ဒါလေးကတော့သူတို့နိုင်ငံနဲ့ကျမတို့နိုင်ငံကွာခြားချက်ပေါ့နော်အခုရုပ်သက်ဖိုင်ထဲမှာမြပ်ပြလို့မြင်တဲ့အချိန်မှာအထက်အသူတွေကဒီဆိုင်လေးကိုဆောက်ရှောက်ဖို့အတွက်ကြိုးစားတာဒါကျမတို့မြန်မာနိုင်ငံမှာဆိုရင်ဒီလူကိုဓာတ်ပုံရိုက်ပြီးတော့ဒီဆိုင်ကိုဆောက်ရှောက်တဲ့ပြည်သူကိုဓာတ်ပုံရိုက်ပြီးတော့အဒီလူရဲ့ဒလန်မှာစစ်တပ်ကသူတွေပါဆိုပြီးတော့အရှက်ခွဲပြီးတတ်မှာရှင်မိသားစုလိုက်ကိုဒုက္ခပေးကြမှာမြန်မာနိုင်ငံမှာဆိုရင်ကျမတို့နိုင်ငံမှာဒလန်ဆိုတဲ့စကားကိုဘယ်သူကတီထွင်လိုက်တာလဲမသိပါဘူးရှင် တီထွင်လိုက်တဲ့သူကတော့တော်တော်ကိုအကုသို့ကြီးမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့2021ကနေယနေ့အချိန်ထိဒလန်ဆိုတဲ့ခေါင်းစဉ်အောက်ကနေတက်ဖြတ်ခံရတဲ့ကလေးလူကြီးမယွေထောင်ချီခဲ့ပါပြီရှင်။ဘာပြင်းမှမရှိပဲဒလန်ဆိုပြီးတော့အသက်ခံရတာဖြစ်ပါတယ်ရှင်။ဒီတော့ဒလန်ဆိုတဲ့စကားလုံးကိုတုံးတုံးပြီးတော့ဒလန်တွေကိုတတ်ရမယ်ဆိုတဲ့အတွေးခေါ်စပြောခဲ့တဲ့သူတွေဒီအရာကိုလက်ဆင့်ကမ်းတည်ဆောင်လာတဲ့သူတွေကတော့ပြည်သူတယောက်ဒလန်ခေါင်းစဉ်နဲ့အသက်ခံရတိုင်းအကုသို့တွေစုမိနေမှာပေါ့ရှင်။ကျမတို့အလိုပဲမြင်ပါတယ်ရှင်။ ကျွန်မခုပြောပြတာကတော့အမေရိကန်နိုင်ငံမှာလက်ရှိဖြစ်နေတဲ့ဆန္ဒပြပွဲနဲ့ကျွန်မနိုင်ငံမှာ2021ကဖြစ်သွားခဲ့တဲ့ဆန္ဒပြပွဲပုံစံအားဆိုရင်အင်မတန်ထပ်တူညီနေတာကိုမြင်တွေ့ရပါတယ်ရှင့်။ဒါပေမဲ့အဖြစ်ရလက်တရာတော့မတူညီပဲဖြစ်သွားမလားမသိပါဘူးရှင့်။ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံကဆိုရင်အမုန်းတရားတွေနဲ့ဒီရတွေကိုဆက်လက်တည်ဆောင်သွားတယ်။အမေရိကန်နိုင်ငံကသူတွေကတော့ဘလို့မျိုးဆက်လက်တည်ဆောင်သွားမလဲဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။သူတို့လည်းအမုန်းတရားနဲ့ဆက်ပြီးတည်ဆောင်မယ်ဆိုတော့သူတို့နိုင်ငံမှာပြည်တွင်းစစ်တွေပဲဖြစ်သွားနိုင်ပြီးတော့နိုင်ငံဟာ ကျွန်မတို့နိုင်ငံလိုပဲစိုးဝါးစွာဆုံးရှုံးမှုတွေကြုံနိုင်ပါရဲ့ရှင့်ဒါလေးယူတော့တို့လည်းစင်စင်မိပြီးတော့တေချာလေးလောက်ကမယ်လို့ထင်ပါရဲ့ရှင်ကျမတို့ကတော့ဒုက္ခတရားတွေကြုံရတဲ့ခါတိုင်းမှာတန်ဝေကပဲရှိပါရဲ့ရှင်သင်ငန်းစာပဲရှိပါတယ်ပြီးတော့ကိုယ်နိုင်ငံလည်းဒါတွေကြုံခဲ့ပူတာပဲလေဒီတော့ကိုချင်းလည်းစာပါရဲ့ရှင်တို့တွေလည်းအများဆုံးအေးချမ်းပါစေလို့တော့ကျမတို့ဆန္ဒပြုပါတယ်ဒါမှမဟုတ်လည်းကျမပြောသလိုပါရှင်ခိုင်းကြတော့လဲဖြစ်ချိန်တန်တော့လဲတားမရအောင်ရှင်တားမရအောင်ဘောတော့ဒီတော့ဖြစ်ချိန်တန်လို့ပဲဖြစ်တာလား ဖြစ်ချိန်မတန်သေးပဲနဲ့ဖြစ်တာလားဆိုတော့သူတို့ပဲရှင်းဆန်းမယ့်ကိစ္စသားဖြစ်ပါရဲ့ကျမတို့ကတော့ရင်ဆိုင်ပြီးပြီဖြစ်တဲ့အတွက်ဒီလိုဆန္ဒပြပွဲတွေဆိုးဝါးစွာဖြစ်ပေါ်လာတာကနိုင်ငံအတွက်မကောင်းဘူးဆိုတာကတော့ဒေသလေးသိပါရဲ့ရှင်မိဘပြည်သူများကိုကျွန်မသတင်းလေးကနေမေးခွန်းလေးခုမေးချင်ပါရှင်အခုတိတ်တီမျိုးပေါ့နော် MND ရစတေမာလာကုံကြလို့ရှင်တဲ့တိတ်တီမျိုးကိုပြည်တော်စုကိုပြန်အပ်ရမယ်ဆိုပြီးတော့သတင်းလေးထွက်ပါရှင်အဲ့တော့မိဘပြည်သူများကြားထဲမှာမေးခွန်းလေးထွက်လာပါတယ် ပြန်ပေးမယ်ထင်လားပြန်မပေးဘူးထင်လားပေါ့နော်ထုံးစံတိုင်းကျွန်မတို့နှစ်ဖွဲ့ क्वे တာပေါ့ရှင်ပြန်ပေးမယ်ထင်တဲ့အဖွဲ့နဲ့ပြန်မပေးဘူးထင်တဲ့အဖွဲ့ပေါ့အဲ့တော့ပြန်ပေးပြန်မပေးဘူးလို့ထင်တဲ့အဖွဲ့ရကြတော့ဘယ်အဖွဲ့လဲဆိုတော့ PDF တွေဒီ MND နဲ့နှီးဆက်တဲ့သူတွေပြီးရအခါမှာဒီတောင်တန်းရေးပါညာပေါ့ရှင်အပေးတဲ့သူဒီပိတ်တွေပေါ့အတူချုံးခေါ်ရမယ်ဆိုတော့ဒီပိတ်တွေပေါ့ဒီပိတ်တွေကကြတော့ပြန်မပေးဘူးပြန်ပေးစာအကြောင်းမရှိဘူးအဲ့ဒါအမှန်တော့ပြန်မပေးဘူးဆိုတာသူကပြန်ပေးစာအကြောင်းမရှိဘူးလို့ပြောတာပေါ့ဘာလို့လဲဆိုတော့ဒီမျိုးကိုရအောင်အ PDF တွေကအသိခံလာရတာလေ ဟုတ်တယ်မလား MND ရေတယောက်တည်းကဆုံးဖြတ်ပိုင်ခွင့်ရှိရဲဆိုပြီးတော့လောက်တဲ့အချိန်မှာသူတို့လည်းမကျင်တဲ့ဟုတ်ပါချက်ဒါတို့ရဲ့အကြောင်းတရားတွေပေါ့သူတို့ကအခုဆိုရင်ပြန်မပေးလောက်ဘူးဖြစ်ထင်တဲ့အတွက်ဒီမျိုးနဲ့ပတ်သက်ပြီးတော့လည်းသတင်းတွေလွှင့်လာပေါ့ရှင်အာဒီမျိုးမှဆိုရင်ပုံမှန်လဲပတ်တာရှိနေတော့မယ်အာဆေးရုံတွေဆိုလည်းပုံမှန်လုပ်နေတယ်အုပ်ချုပ်ရေးလုပ်ငန်းတွေလည်းပုံမှန်လုပ်နေတယ်အဲ့တော့ပြန်ပေးစရာအကြောင်းအရာတော့နည်းတယ်စသဖြင့်ပြောကြတာပေါ့ရှင်တိုင်းမဲ့လာရှိုးတော့ကလည်းအဲ့လိုပဲပုံမှန်လုပ်နေနေပဲပေးသွားတာပဲလေ အဲ့ဒါတော့မမေ့ဖို့လိုတာပေါ့ရှင်ဒီအကြောင်းလေးတော့အဲ့တော့နောက်တစ်တစ်ဖွဲ့ရကြတော့ကျမတို့အဖွဲ့ပေါ့ရှင်ပြန်ပေးမယ်လို့ထင်တဲ့အဖွဲ့အဲ့ဒီအဖွဲ့ထဲမှာတော့ကျမထိစုံးကနေပါဝင်နေတာပေါ့ရှင်ပြန်ပေးမယ်လို့ကျမလည်းထင်တယ်ဒီပြန်ပေးမယ်ဆိုတဲ့အကြောင်းကိုလည်းကျမအရင်လွန်ခဲ့တဲ့ရက်တက်တပတ်တွေတည်းကနေပြီးတော့သတင်းတင်ဆက်ခရရလည်းပြောပါတယ်အချိန်တန်းတော့ပြန်ပေးရမှာပဲဆိုပြီးပြောပါတယ်ရှင်ဒါလည်းကျမအနေနဲ့ကျမညံမီသလောက်ပြီးသုံးတက်ထားပါပေါ့နော်ဒါပေမဲ့ကျမတို့ကြတော့နိုင်ငံရေးမှာအလောက်ထိဟိုတော်နေတက်နေတာမဟုတ်တော့အချိန်တိကျတော့ကျမမမှန်းတက်ဘူးပေါ့ရှင်ဒါပေမဲ့ပြန်တော့ပြန်ပေးရမယ်လို့တော့ တတ်မှတ်ထားတယ်ကျမတို့ပဲတတ်မှတ်ထားတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်မြို့ပြည်သူတွေအများကြီးရှိတယ်ကျမတို့တတ်မှတ်ချက်ကတော့ရှင်းနေရှင်းအဓိကဖွဲ့စည်းပုံအခြေခံဥပဒေကိုသိချနားလည်လို့ရှင်းကျမတို့နိုင်ငံပြည်တော်စုရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့နေမြေတွေကိုဒီလိုမျိုးလက်နက်ကင်ပြီးတော့တိုက်ခတ်လိုက်ုံနဲ့သိမ့်ပိုက်ပြီးတော့ရယူသွားလို့မရဘူးဆိုတော့ကိုကျမတို့အတက်သိတယ်ပေါ့နော်ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲကျမတို့အားကိုးပြီးတော့ဒါကတော့လုံးလို့မရဘူးဆိုတာလေးကိုကျမတို့တွတ်ဆတာပေါ့တွတ်ဆပြီးရဲ့အခါမှာအချိန်တန်းတော့ပြန်ပေးရမှာပဲဆိုတော့ရလက်ကိုတွတ်တာပေါ့ရှင်း ကျွန်တော်တို့တွက်ဆရတဲ့အထက်မှာနောက်ထပ်အကြောင်းပြချက်တစ်ခုကကြတော့ဒီလက်နက်ကန်အဖွဲ့အစည်းတွေရဲ့နောက်မှာရှိတဲ့ sponsor sponsor bay ပေါ့နော် sponsor bay ကဘာတူလဲဆိုတော့သိနေတဲ့အတွက်ကျွန်မတို့အော်အချိန်တန်းတော့ပြန်ပေးရမှာပဲဆိုပြီးသိတာပေါ့ရှင်အဲ့လိုမျိုးကျွန်မတို့လည်းကျွန်မတို့တွက်ဆမှုနဲ့ကျွန်မတို့ပေါ့သူတို့လည်းသူတို့တွက်ဆမှုနဲ့သူတို့ပေါ့ရှင်အဲ့လိုမျိုးအခုပြန်ဆိုင်လာကြပြီပေါ့အဲ့တော့ဒီမျိုးကိုစက်တင်ဘာလကုန်မှာပေးဖို့အတွက်သတင်းထွက်တာဆိုတော့စက်တင်ဘာလကုန်ထိကျွန်မတို့ပြန်ပြီးတော့စောင့်ကြည့်ရမှာပေါ့ရှင်အချိန်ကြာရင်တော့ဘယ်သူတွေတွက်ဆတာမှန်လဲဆိုတာဖြေထွက်တာပေါ့ရှင်ဒါမဲ့ဘယ်သူပဲမှန်ပါစေပေါ့နော်ပြန်ပေးပေးမပေးပေး အဲ့ဒီမြို့မှာရှိခဲ့တဲ့ဆုံရှုံမှုတွေကိုတော့ကျမတို့ဘယ်သူမှပြန်ပြီးတော့ကုစားတာတွေရောကြေးပေးတာတွေမလုပ်နိုင်တော့ပါအောင်ရှင့်ပြည်တော်စုကလည်းအပြေးဝတရားပေါ်မှာရောကြေးပေးနိုင်မှာမဟုတ်တော့ဒီမျိုးကိုဖျက်ဆီးဖို့အတွက်စစ်ပွဲတွေစတင်ခဲ့တဲ့ MNDAA ကလည်းရောကြေးပေးမှာမဟုတ်ဘူးရှင့် PDF ကလည်းပေးမှာမဟုတ်ဘူးဒီတော့ရလက်တရားအတူတူပဲထွက်စေကမှုဆုံရှုံမှုတွေကပိုသွားတာပေါ့ရှင်ဒီလိုဆုံရှုံမှုတွေထဲမှာအများဆုံးဆုံရှုံတာကတော့ဒီတိတ်တီမျိုးကမျိုးကန်နေနဲ့ ်ပီတီရဲ့လူငယ်တွေပေါ့ရှင်ဒီမျိုးရဖို့အတွက်ပီတီရဲ့လူငယ်တွေအသက်ပေါင်းမြောင်များစွာသတိခဲ့တာလေပီတက်တွေအကျမ်းပတ်သမားဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့ဒီမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်ပေါ့နော်ပြီးရခါမှာ MDA လှုပ်ချင်ရလှုပ်ပစံလေးရှာသူတို့အလုပ်ပဲငုတ်တုတ်ထိုင်ကြည့်ချိန်နဲ့တော့ပြန်ပေးဆိုတော့သူတို့မိဘမွေးထားတဲ့အသက်တွေကိုသူတို့ကသူများအတွက်အလကားစတိလိုက်တာနဲ့တူတယ်ရှင်။ဒါကြောင့်ကျွန်တော်တို့ဖြစ်စဉ်လေးဆောင်ရပြောပါရတဲ့အသုံးချခံနေဖြစ်မယ်နော်လို့ခန္ဓာပြောတယ်ရှင်။ဒါပေမဲ့ဒီလူငယ်တွေနားမထောင်ခဲ့ဘူးပေါ့နော်နားမထောင်တော့လဲ နောက်ထောင်နဲ့ကြိုးစားခန်းစားရတာပေါ့ရှင်ဒါပါပဲခါကြတော့လေဟိုကိုထက်ပို့ပြီးတော့တည့်ရတဲ့သူတွေကပြောလို့ရှိရင်ကျမတို့ကနားထောင်ရတယ်ရှင်သိလားကျမတို့ကိုယ်တိုင်လည်းဒီလိုပဲကိုထက်တိတ်တက်နားလေသူကကိုယ်ဆုံးမိုင်နားထောင်ရတယ်ဇွတ်တရုတ်လုတ်လို့မရဘူးပေါ့နော်ဒဇွတ်ထိုးလုတ်တာရယ်ဇွတ်တရုတ်လုတ်တာရယ်နေရာလည်းမကောင်းဘူးရှင်အဲ့တော့လူငယ်တွေကဇွတ်တရုတ်တွေလုတ်ခဲကြရတယ်နောက်ဆုံးတော့အသက်တွေစည်းလေးရတာပေါ့ရှင်ဘလောက်နှမျိုးဖို့ကောင်းလဲအသက်တွေပေါ်ရတယ်တီတဲ့တွေအိမ်မပြန်နိုင်တော့တဲ့သူတွေအများကြီး ်အချို့မိပါတယ်ဆိုကိုယ့်ရဲ့သားလေးတေလို့တေမှန်းတော့မသိရတဲ့သူအများကြီးပဲရှင့်ဒါကတော့တမိုင်းတစ်ခွေမှာကျမတို့ကြုံခဲ့ရတဲ့ကိစ္စလေးပေါ့နော်ပြောစတင်မှာလောက်ကုန်တဲ့အထိရတော့ကျမတို့စောင့်ကြည့်ရမှာပေါ့ရှင်။တိမ်တီမြို့ကိုပြန်ပေးလားမပေးလားဆက်လက်စောင့်ကြည့်ကြတာပေါ့ရှင်။မိဘပြည်သူများရှင်ကျမခုပြောပြမဲ့တဲ့တဲ့လေးကတော့ကျမနိုင်ငံမတိုးတက်စေခြင်းနဲ့အင်အားစုတွေရှိရဲ့ရှင်။အဲ့ဒီအင်အားစုနဲ့ပတ်သက်တဲ့တဲ့လေးပေါ့နော်။ဒီဇွန်လ10ရက်နေ့မှာဆိုရင် UNG ကနေပြီးတော့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းဆိုပြီးတော့ online နေပြီးတော့သတင်းစကားပြောကြားခဲ့ပါရှင်။ ်ဒီအမှားစကားကိုပြောတဲ့သူကတော့နေဖုံးလက်ဆိုတဲ့သူဖြစ်ပါရှင်ကိုနေဖုံးလက်ဖြစ်ပါတယ်ဒီပုံကောဆိုရင်ဒီအရင် NLD မှာပဲသူကလွှတ်တော်အမတ်နေနဲ့ပြုတ်လုသွားခဲ့တဲ့သူပေါ့နော်နောက်တော့ NLD page ကိုခိုးသွားလဲသူပဲလူသိရရင်ရှင်သူကလေ NLD page ကိုခိုးတယ်ပြီးရခါမှာ NLD CEC တွေကိုမတိုင်မြင်မဲနဲ့လူတွေပေါ့နော်ဒီတပိတ်တွေမှာပါဝင်ဖို့ CDN လောက်ကြဖို့ဆက်သက်ဖြစ်အကြံပတ်အားပေးမှုတွေလုပ်ခဲ့တာပေါ့ရှင်အဲ့တော့ NLD က အန်ယူဂျီနဲ့အတူတူပဲဆိုတဲ့ပုံစံဖြစ်သွားအောင်ဖန်တီးလိုက်တာသူပဲရှင့်သူကစဖန်တီးတာပေါ့နော်ဒီတော့ဒီဖြစ်စဉ်တွေအားလုံးကနေကျွဲကူးရေပါဆိုဖြစ်လာကြပြီးတော့ NLD တရားလည်းစံပတ်သမားတွေဖြစ်ကုန်တယ် PDF တွေဖြစ်ကုန်တဲ့နောက်မှာဆို NLD ကအခုချိန်အခုချိန်မှာပေါ့အဆုံးထိဆွဲချခံလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုဆွဲချခံလိုက်ရတဲ့တရားခဏ်တွေအများကြီးတဲ့မှာမှဘသူကနံပါတ်၁လဲလို့မေးလို့ရှင့်အဲ့ဒီကိုနေဖုံးလက်ကနံပါတ်၁လို့ပဲပြောရမယ်သူကအဲ့ NLD page ကိုယူပြီးတော့လှုံ့ဆော်တာ NLD ကို အမှောင်ထဲကိုသူ့ဆွဲသွင်းလိုက်တာပေါ့ရှင်အဲ့ဒီပုပ်ကိုပေါ့နော်အဲ့တော့အဲ့ဒီပုပ်ကသူအဲ့ဒီမိခုံးပေါ့ရှင်သူအမှားစကားပြောရတယ်မှာဘာပြောသွားလဲဆိုရင်သူပြောတာတကူကစစ်ကောင်းဆောင်ကတဲ့ဒီစီရေးအတွက်ပေါ့နော်နျူကလ িয়ার နည်းပညာရဲ့ရယူကိုကြိုးပမ်းနေတယ်ဒီကိစ္စကတဲ့မြန်မာနိုင်ငံအတွက်မကပဲနဲ့ဒီနိုင်ငံကအတိုင်ဝန်အတွက်ပါအာဆီယံအတွက်ပါအထူးကမ်းမှုတွေရှိနိုင်ပါတယ်ပေါ့အန္တရာယ်ရှိတယ်ပေါ့ရှင်ဒါကြောင့်ဒီနျူကလ িয়ার အဆီဇင်တွေကိုတဲ့အရေးယူတုံ့ပြန်ဆောင်ရွက်ပေးကြဖို့အတွက်လိုအပ်တယ်ဆိုပြီးသူကပြောထားပါအရှင်သူဆိုတဲ့သဘောတရားတော့ရှင်းပါတယ်အခုကျမတို့မြန်မာနိုင်ငံနဲ့ရုရှားက သဘောတူတဲ့ကိစ္စလေးရှိရတယ်နျူကလ িয়ার နဲ့ပတ်သက်ပြီးသဘောတူတာလေးတွေသူမဖြစ်စေချင်တာပေါ့မဖြစ်စေချင်တဲ့အတွက်နျူကလ িয়ার လောက်တာဒီလက်နက်ထုတ်ဖို့အတွက်အကြမ်းဖက်မှုတွေလုပ်ဖို့အတွက်ဒါကြောင့်အားလုံးကဝိုင်းတားကြပါဆိုပြီးသူကမေခွန်းနဲ့အမှားစကားနေပြောသွားဖြစ်ပါရှင့်ကျမအနေနဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ် data လေးတစ်ခုပေးချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီကျမတို့နျူကလ িয়ার နည်းပညာပေါ့နော်ရရှိနိုင်ဖို့အတွက်ကိုကျမတို့ကရုရှားနိုင်ငံနဲ့နားလည်မှုစာကြောင်းလာထိုးထားတဲ့နိုင်ငံဖြစ်ပါရဲ့ရှင့်။ ်မြန်မာနိုင်ငံမှာဆိုရင်နျူကလ িয়ার နည်းပညာသင်ချက်လက်စင်တာဖွင့်ပြီးတော့နှစ်နိုင်ငံပေါ့နော်ပူးပေါင်းဆောင်ရွက်မှု14ခုလုပ်ဖို့အတွက်ကိုကျွန်တော်တို့သဘောတူညီချက်လက်မှတ်ရေးထိုးထားပါတယ်ဒီမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြားနျူကလ িয়ার နည်းပညာဖလှယ်ဖို့အတွက်ကိုကျွန်တော်တို့ဦးသက်ရွှေလက်ထက်မှာလည်းကစတင်ပြီးတော့ညှိနှိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါရဲ့ရှင် NND လက်ထက်ကြတော့ဒီဟာတွေအလုံးရက်ဆိုင်ခဲ့ပါရဲ့ရှင်အခုမှပြန်ပြီးတော့ဒီຢာတွေကိုပြန်လဲစတင်နိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့နျူကလ িয়ার ဆိုရင်လက်နက်ထောက်တာတခုပဲတည်တဲ့လူတွေကတော့ ရှိနေတော့ပဲပေါ့နော်ဒီတော့ကျွန်မအနေနဲ့ပြောချင်တာနျူကလ িয়ার နည်းပညာဆိုတာကအန္တရာယ်များတယ်ဆိုတာတော့အမှန်ပါပဲဒါပေမဲ့ဒီစနစ်တကျအသုံးပြုမယ်ဆိုကိုယ့်ရဲ့နိုင်ငံအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေရပါရဲ့ရှင့်နည်းပညာအကျိုးကျေးဇူးတွေပေါ့နော်ဒါဆိုအခြားနိုင်ငံတွေလည်းဒီလိုပဲသုံးဆွဲနေကြတာပဲရှင့် အဲ့ဒီကနေပြီးတော့ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲဆိုတာလေးကျွန်မအနေဆုံးပြပြပါမယ်။နံပါတ်1ကတော့ကျွန်မတို့နျူကလ িয়ার မှာဆိုရင်စွမ်းအင်ထုတ်လုပ်ဖို့အတွက်ကိုအသုံးဝင်နေရှင့်လက်စစ်တအားပေါ့နော်ကျွန်မတို့မိခန္ဓာပြက်နေရလေကျွန်မတို့နိုင်ငံကဟုတ်တယ်မလားဒီတော့လက်စစ်တအားများများထုတ်ဖို့အတွက်လိုအပ်နေတယ်။ဒီအတွက်ကိုနျူကလ িয়ার နည်းပညာကျွန်မတို့အသုံးပြုလို့ရပါတယ်ရှင့်။ဥပမာပြင်သစ်နိုင်ငံမှာဆိုရင်လက်စစ်ရဲ့80%ကနိုးကျော်ကိုနျူကလ িয়ার စွမ်းအင်တွေပဲထုတ်လုပ်နေတာပါရှင့်။ နောက်ထပ်တစ်ခုကကျတော့ဆေးဘက်ဆိုင်ရာမှာလည်းသုံးချလို့ရရရှက်ဆေးဘက်ဆိုင်ရာမှာဆိုရင်ကင်ဆာကုထုံးတွေယောဂရှာဖွေရေးတွေအတွက်ကိုဒီနီးလန်းကိုပေါ့နော်အသုံးပြုပါရရှက်ဒီနီးပညာကိုနောက်ထပ်တစ်ခုကစိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာမှာဆိုရင်လည်းဒီနီးပညာအသုံးပြုလို့ရတယ်မျိုးစေ့ပြုပညာတွေပြီးတော့မျိုးရုပ်ဗီဇာပြောင်းလဲပြီးတော့ရာသီဥတုခံနိုင်တဲ့တီးနှံတွေစိုက်ပျိုးတာဂါမာရောင်ချီနဲ့ပိုးမွှားတွေတည်စီပြီးတော့အစားအသောက်တွေကိုကြာရှည်စွာတိုးထောင်တဲ့ကိစ္စတွေမှာလည်းလုပ်နိုင်ပါရရှက် နောက်ထပ်ကောင်းတာတစ်ခုကတော့အာကာသနဲ့သိပ်ပန်နေကြလေ့လာမှုတွေမှာအသုံးပြုနိုင်တယ်။ NASA ကသုံးတဲ့ Voyager Mars Rover မောင်းနေတဲ့အခါမှာဆိုရင်နျူကလ িয়ার စွမ်းရည်ကိုပဲအသုံးပြုပြီးတော့မောင်းနေခဲ့တာပါရှင့်။နောက်ထပ်တစ်ခုကတော့သဘာဝပတ်ဝန်းကျင်နဲ့ရေအရင်းမြစ်အတွက်ဖြစ်ပါတယ်ရှင်။နျူကလ িয়ার စွမ်းရင်တုံးထားတဲ့ရေချိုချက်ဆက်ယုံတွေအသုံးပြုလို့ရရပေါ့နော်။ဥပမာအိန္ဒိယနဲ့ရုရှားနိုင်ငံမှာဆိုလည်းအသုံးပြုထားပါဗျ။စက်မှုလုပ်ငန်းဆိုင်ရာမှာလည်းအသုံးချလို့ရပါသေးတယ်။ပစ္စည်းရေသွေးစစ်ဆေးတာ၊ဂါမာရောင်ခြည်နဲ့ပိုင်လိုင်းတွေတံတားတွေအားနည်းချက်တွေကိုစစ်ဆေးတာလည်းပြုလုပ်လို့ရပါတယ်ရှင်။ နျူကလ িয়ার နည်းပညာကိုအသုံးပြုမယ်ဆိုရင်တော့နျူကလ িয়ার ဆုံးပြစ်ပစ္စည်းပေါ့နော်ဒါတွေကိုတေချာလေးတော့လုံးရတယ်ရှင့်နှမဆိုရင်ဘောတဘောပုံဝင်ခြင်းအတွက်ကိုစိုးကျိုးရရှိတယ်ပေါ့နော်ဒါကြောင့်နိုင်ငံတော်အဆင့်စာချုပ်လာတဲ့လက်မှတ်ထိုးသဘောတူညီချက်လက်မှတ်ထိုးပြီးတော့မှတေချာလေးနှစ်ဦးသဘောတူစီမံပြီးတော့ဆောင်ရွက်ရတာဖြစ်ပါတယ်ရှင့်ဘယ်သူကမှကိုယ်နိုင်ငံစိုးကျိုးဖြစ်အောင်လို့ဒီလိုရရင်မလုပ်ပါဘူးရှင့်နိုင်ငံကောင်းချိုးအတွက်ကျွန်မတို့လိုအပ်တဲ့နည်းပညာရှိလို့ဒါဒီလိုပူးပေါင်းပြီးလုပ်ဆောင်အောင်ဖြစ်ပါတယ်ရှင့်ဒါကိုဒီကိုနေဖုံးလက်တို့ကတော့မသိဘူးလားမသိဘူးเนาะမသိရလားမသိကြအောင်စောင့်တာလားတော့မသိဘူးရှင့် ကျွန်တော်နိုင်ငံမှာနျူကလ িয়ার နည်းပညာနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စတွေလှုံ့ဆော်တဲ့အခါမှာအဓိကလက်စစ်ပေါ်ရှင်လက်စစ်မလုံလောက်ပဲနေရတယ်ကျွန်တော်နိုင်ငံဘလောက်ကြာပြီလဲရှင်လက်စစ်လုံလောက်မှာကျွန်တော်တို့ချားပွင့်ပြိုးတိုးတက်ရေးလုပ်လို့ရမှာလေအ ਨੇ စုံအီကားဘမတ်လှုပ်ချင်ရတယ်ဆိုတော့မှလက်စစ်လုံလောက်မှာဖြစ်မှာရှင်မိဘပြည်သူတို့မိတွေပြက်တဲ့ညတွေကိုဆက်နေကြလို့လားမှောင်မှိုက်တော့ညတွေမှာဆက်နေကြလို့လားရှင်ကျွန်တော်အလိုပဲမေးရတော့မယ်ဒီကိုနေဖုံးလက်တို့ပါလို့ဆိုတာတမ်းမြုပ်ပေါ်မှာစဉ်းစားမမှန်ဘူးရှင်ကျွန်တော်နိုင်ငံလုံနေတဲ့ကိစ္စတွေကသူတို့ရှိ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 လုံးရမှာပဲ တို့မြန်မာနိုင်ငံမှာအစိုးရဖြစ်မှာကျမတို့ကဒီလုပ်ငန်းတွေလုပ်ဖို့တို့ထိုင်ဆောင်နေရမှာလားတို့ဘယ်တော့အစိုးရဖြစ်မှာလဲအဲဆိုမေးလိုက်အောင်မယ်ပြောပြတာ NUG ရဲ့လှုပ်ဆောင်ချက်တွေကိုကျမပြောပြတာတို့ကကျမတို့ကထိုင်မျောနေရမလို့ဖြစ်နေဟိုရိုင်းရိုင်းဆိုင်ဆိုင်စကားပုံနဲ့ပြောလို့ရှိရင်ဟိုဟောင်ပျော်နေရတယ်လို့ဖြစ်နေရရှိရရှိရအဲ့လိုစကားပုံရှိရပေါ့ကျမတို့မပြောတော့ကျမနှုတ်ကမပြောရဘူးအဲ့လိုစကားပုံနဲ့ပဲတို့နှိုင်းရမှုဖြစ်နေပြီတို့ကကျမတို့ကထိုင်မျောနေရမှာလားကျမတို့တိုးတက်ရေးကျမမလုပ်ရတော့ဘူးလားကျမနိုင်ငံနှက်စင်မီမှန်မှုအတွက်ကိုဒီလိုနီးပညာကြီးချိတ်ဆက်ပြီးတော့ကျမတို့မကြိုးစားရဘူးလားရှင့်အဲ့ဒီပုံကိုယ်လေးကိုမေ့ကြည့်ကြပါအောင်ရှင့် နိုင်ငံသားအနေနဲ့ပြီးတော့မီးပန်တဲ့အရက်မှာနေပြီးကျမတို့ online ပေါ်နေအချောင်းနေရဲ့စကေးရတော့နဲတဲ့စကေးတော့မဟုတ်ဘူးကျမတို့ကဒီမှာမီးပြတ်တဲ့ညတွေကုံဆုံးပြီးတော့ကြုံနေရတဲ့အချိန်မှာတို့ကမီးရလာနေဆိုတော့ဟုတ်တာပေါ့ကျမတို့အသားလေးမိန်ကုန်းလေးပြောပြီးတော့အချောင်းနိုင်တာပေါ့ရှင်တို့လည်းမီးပြတ်လို့ရှင်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးတိလာအဲ့လိုရရှိအဲ့တော့ကျွန်တော်ကတော့မီးပြတ်တဲ့တံမခံနိုင်ဘူးရှင်မီးပြတ်ပြီးတော့မပြောတတ်ဘူးเนาะမီးပြတ်လို့ရှင်လုပ်ငန်းဆောင်တာတွေတော်တော်ကို နှောင့်နှေးကြန့်ကြတယ်ဒါကြောင့်မီးမှန်စေခြင်းနဲ့မီးမှန်မှုအတွက်ကျမတို့ဒီနျူကလ িয়ার နည်းပြန်ရဲအသုံးပြုပြီးတော့လက်စစ်ထုတ်တာတွေစွမ်းအင်ထုတ်တာတွေလုပ်နိုင်မယ်ဆိုတော့ကျမကောင်းတယ်လို့ပဲသတ်မှတ်တယ်ရှင့်ဒါကကျမတို့နိုင်ငံအတွက်ကျမတို့နိုင်ငံသူနိုင်ငံသားတယောက်မကြံအတွက်ရှင့်ဒါကိုနိုင်ငံသူနိုင်ငံသားတွေကလည်းနားလည်ဖို့လိုတယ်နော်ဟိုနိုင်ငံအတွက်စေတနာမမှန်တဲ့သူတွေကတခုခုပြောလိုက်ရှင့်အေးဟုတ်တယ်ဟုတ်တယ်ဆိုပြီးတော့ပြောင်းသွားပြီးပေါသွားတာကကိုနေရဲ့နိုင်ငံပဲပြည့်စည်မှာရှင့်ကိုနေရဲ့နိုင်ငံပြည့်စည်ကိုပါပြည့်စည်မှာရှင့် အဲ့ဒါလေးကိုစဉ်းစားတတ်ဖို့ကျွန်မပြောပြတာပါရှင့်။ဒါကြောင့်နျူကလ িয়ার အနည်းပညာကိုသူများနိုင်ငံနဲ့ကျွန်မတို့ကချိတ်ဆက်ပြီးလုပ်တယ်ဆိုတာကိုယ်နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းအတွက်ဆက်လက်နဲ့ပစ္စည်းထုတ်တယ်မထုတ်ဘူးဆိုတာကဒါကျွန်မတို့နိုင်ငံတော်အဆင့်မှာသွားပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး။အခြားနိုင်ငံတွေမှာလည်းတော်သူတင့်တယ်လို့မျိုးဆက်လက်နဲ့ကတော့လုပ်ကြတာပဲ။ဒါနိုင်ငံကာကွယ်ရေးအတွက်လေ။ဟုတ်တယ်မလား။အဲ့တော့တင့်တော်တယ်လို့လုပ်ပါလိမ့်မယ်ရှင့်။ စီးကြော်ပေါင်းကြတော့လုံးလို့မရအောင်သေးကြတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာမှာလည်းနျူကလ িয়ার လက်နက်နဲ့ပတ်သက်ပြီးတော့စီးကျက်မှုတွေစီးကန်းတွေရှိပြီးသား။ကျွန်မနိုင်ငံအင်အားတိတ်တိတ်လေးပဲရှိရ။ဒီစီးကန်းတွေကိုကြော်လွန်ဖို့တော့ဒီကျွန်မတို့မမိုက်ဘူးရှင်မမိုက်မဲဘူး။ဒါလေးတော့မိဘပြည်သူများလည်းနားလည်ဖို့လိုတယ်။အဲ့ဒီ NUG အဖွဲ့ကအုပ်စုပေါ့နော်။အဲ့အုပ်စုလည်းနားလည်ဖို့လိုတယ်ရှင်။ ဟိုတိုင်းပြည်ပေါ်စေတနာမမှန်တဲ့သူတွေကအဲ့လိုပဲရှင်အပြန်နေပြီးတော့ကျမတို့တတိုလေးနဲ့ကတ်ထိုးနေတာဘောတော့အလိုနေတာရှိတယ်။ဒီတော့ကျမတို့ကဒီတတိုတန်းကိုခံနိုင်ဖို့အတွက်ကတော့ကျမတို့ကိုခံအကောင်းမှဖြစ်မယ်နိုင်ငံကိုချစ်တတ်မှဖြစ်မယ်ကိုယ့်နိုင်ငံတိုးတက်အောင်လို့လုပ်နေတဲ့ကိစ္စရတဲ့အကောင်းမြင်တတ်မှဖြစ်မှာပါရှင့်ကျမရဲ့ယနေ့တဲ့သုံးသက်ချက်လေးကိုတောင်းနေပဲရန်နာပြစီရှင်။ကျမချစ်ခင်ရတဲ့မိဘပြည်သူတွေအားလုံးကျမရဲ့တဲ့င်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲစိတ်ရှိလက်ရှိနားထောင်ကြတာမြင်ရတဲ့အခါမှာကျမအင်မတန်ဝမ်းသာပါတယ်ရှင့်။အခုထက်လည်းအလုပ်တွေပုံမှုကြိုးစား